2019ခုနှစ်မြန်မာနိုင်ငံတရားစီရင်ရုံးစာမျက်နှာနံပါတ်32ဦးဇော်ဝင်းမွန်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါနှင့် ECN ရုံး audio book ကိုအထက်တန်းရှိနေဦးအောင်ခိုင်ဦးအထက်တန်းရှိနေဒေါ်ပြည့်ပြည့်ဖြိုးနှင့်တရားလွှတ်တော်ရှိနေဦးထိန်လင်းဦးရောမိသားစုမှ စီစဉ်ဆောင်ရွက်ပြီးဒေါ်မြတ်သူဝေမှဖတ်ကြားခြင်းဖြစ်ပါသည်ရာဇဝဲပြင်ဆင်မှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးအောင်စောသိန်းရှိတွင်ဦးစော်ဝင်းမွန်နှင့်ပြည်ထောင်စုသမရမြန်မာနိုင်ငံတော်ပါနှင့်စာမတ်စာရမ်းများမှမူရင်းနှင့်တိုက်ဆိုင်မှုပြုခဲ့သည်မဟုတ်ချင်းမူရင်းမရှိပါဟုဆွဆွဲခံရသူမှအတီအလင်းညင်းဆိုခြင်းတို့ကို အကြောင်းပြု၍ဒုတိယအဆင့်တည်တည်ခံချက်တင်ပြခွင့်ကိုညှင်းပယ်ခြင်းတည်တည်ခံအဥပဒေပုံမှ66 အပိုက်ခွဲတက်မှ6ဝက်တိတွင်အကျုံးမဝင်သောကြောင့်အကြောင်းကြားစာပေးခဲ့ခြင်းမရှိသည်ကိုအကြောင်းပြု၍ဒုတိယအဆင့်သက်သေခံချက်အဖြစ်လက်မှတ်ခံခြင်းတို့သည် ဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိဆုံးဖြတ်ချက်မူရင်းစာမှတ်စာတမ်းလက်ဝယ်ရှိသူထံရင်းဥပဒေပုံမှ66အရာနိုတစ်စာပေးရန်လိုမည်ဖြစ်တော်လဲအမှုဤသဘောတဘာဝအရာထိုစာတမ်းအမှတ်အသားကိုတင်စေရန် မိမိအားတောင်းဆိုတော်မူကိုစံကျင်ဘက်အမှုတွေအနေဖြင့်တိရိုက်သောအခါတဖက်အမှုတွေကလိမ့်လေ၍သို့မဟုတ်အနိုင်အထက်ပြု၍မူရင်းကိုရယူခဲ့သည့်လက္ခဏာရှိသည့်အခါနိုတစ်စာပေးရန်လိုမည်မဟုတ်တော့လေလျှောက်ထားသူသည်ဒေါ်ဂေတီမြင့်ထံ2016ခုနှစ်စက်တလ30ရက်နေ့ကအဆိုပါစာမှတ်စာတမ်းများနှင့်ဆက်လင်း၍နိုတစ်စာပေးခဲ့ပြီးဖြစ်ကြောင်းလည်းတွေ့ရသည်ထို့ဖြစ်၍ တရားလိုတင်ပြသော24ရက်4လ1995 21ရက်5လ1995 22ရက်5လ1995ရက်စွဲပါအမွေစီမံခန့်ခွဲမှုမှတ်တမ်းမိတူများသည့်စွဲဆိုမှုနှင့်ဆက်ဆိုင်သည့်အပြင်တတိကံအဥပဒေပုံမှ65ကာကြီးအရာမူရင်းများကိုတတိထင်ရှားတင်ပြခြင်းဖြင့်အကျိုးထိခိုက်နှင်နာစေမည်တင်ပြခြင်းခံရသူ ဒေါ်ဂေတီမြင့်ဤလက်ဝဲတွင်မူရင်းများရှိဟန်လက္ခဏာရှိနေပါလျက်စာမှတ်စာရန်များမှာမူရင်းနှင့်တိုက်ဆိုင်မှုပြုခဲ့သည်မဟုတ်ချင်းမူရင်းမရှိပါဟုဆွဆွဲခံရသူမှအတီအလင်းညင်းဆိုခြင်းကိုအကြောင်းပြု၍မူလဖြာပုံမျိုးနယ်တရားရုံးကဒုတိယအဆင့်တည်တည်ခံချက်တင်ပြခွင့်ကိုညှင်းပယ်ခြင်းသည်၎င်းတည်တည်ခံအဥပဒေပုံမှ66အပိုက်ခွဲတက်မှ6ဝက်ထိတွင်အကျုံးမဝင်သောကြောင့် အကြောင်းကြားစာပေးမထားခြင်းကို အကြောင်းပြု၍ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်ကဒုတိယအဆင့်သက်သေခံချက်အဖြစ်လက်မှတ်ခံခြင်းသည်၎င်းဥပဒေနှင့်ညီညွတ်မျှတမှန်ကန်သည်ဟုမဆိုနိုင်။လျှောက်ထားသူအတွက်ဥခင်မောင်လေးတရားလွှတ်တော်ရှိနေလျှောက်ထားခံရသူအတွက်တစ်တော်ဆွေဆွေဆိုးဒုတိယညွှန်ကြားရေးမှုပြည်တော်စုရှိနေကြုံယုံ နှင့်တော်မေမေလွင် တရားလွှတ်တော်ရှိနေဖြာပုံမျိုးနယ်တရားရုံးဤ2016ခုနှစ်ရာဇဝတ်ကြီးမှုအမှတ်26တွင်တရားလိုဘက်မှတင်ပြသော24ရက်4လ1995 21ရက်5လ1995 22ရက်5လ1995ရက်စွဲပါမှတ်တမ်းစာရွက်မိတ္တူများအားဒုတိယအဆင့်သက်သေခံချက်အဖြစ်လက်ခံပေးပါယံလျှောက်ထားရာတွင်ပယ်ခဲ့သည် ရင်းအမိတ်ရပေါ်ဖြာပုံခရိုင်တရားရုံးတို့တရလိုဦးစော်ဝင်းမွန်က2016ခုနှစ်ရာဇဝေးပြင်ဆင်မှုအမှတ်33ဖြင့်ပြင်ဆင်မှုတင်သွင်းရာတွင်အဆိုပါအမှတ်တမ်းမိတ်တူများအားဒုတိယအဆင့်တက်သေးခံချက်အဖြစ်လက်ခံကြောင်းအမိတ်ချမှတ်ခဲ့သည်ဖြာပုံခရိုင်တရားရုံး၏အမိတ်ကိုမူလာယုံတရခန့်ဒေါ်ဂေတီမြင့်ကကျေနပ်မှုမရှိ၍ AR တိုင်းဒေသကြီးတရားလွှတ်တော်သို့ပြင်ဆင်မှုတင်သွင်းရာ ခရိုင်တရားရုံဤအမိန်ကိုပယ်ဖြတ်ပြီးမူလဖျာပုံမျိုးနယ်တရားရုံဤအမိန်ကိုပြန်လည်အတည်ပြုသဖြင့်မူလရုံတရားလိုဥဇော်ဝင်းမွန်ကဤပြင်ဆင်မှုကိုတင်သွင်းသည်လျှောက်ထားသူဤရှင်းနေက၎င်းတို့ကတတိကံအဖြစ်တင်ပြသော စာမှန်စာရမ်းများမှာဥတိုင်းလျှောက်လွာတင်စဉ်ကားပင်ပူတွဲတင်ပြထားပြီး အမှုနှင့်အဓိကဆက်ဆိုင်သည့်စာရွက်စာရမ်းများဖြစ်ကြောင်းဖြာပုံမျိုးမှစကမ်းမှုမှ ရာဇဝဲကျင်ထုံးဥပဒေပုံမှ200နှစ်အရစုံစမ်းစစ်ဆေးရာတွင်လည်းအဆိုပါစာရွက်စာရမ်းများနှင့်တကွတက်တေကိုဦးကိုစစ်ဆေး၍ဒေါ်ကေတီမြင့်အပေါ်တရားရုံးအဆုံးအဖြတ်ခံယူသင့်သည်ဟုအစီရင်ခံစာတင်သွင်းခဲ့ကြောင်းအဆိုပါစာမှတ်စာရမ်းများကိုဥဇော်ဝင်းမုံဤအိမ်တွင်အမွေဆိုင်အလုံးရောက်ရှိပြုလုပ်ခြင်းဖြစ်ပြီးညီဝမ်းခွဲတော်ဆက်သူဒေါက်တာဥဆန်ဦးမှမှတ်တမ်းများအလုံးရေးပြီးအမွေဆိုင်အလုံး လက်မှတ်ရေးထိုးသည်ဟုဦးစော်ဝင်းမွန်ကထွက်ဆိုထားကြောင်းထိုးစင်ကဖြာပုံမြို့တွင်မိတူကူးစက်မရှိ၍ဒေါ်ကေတီမြင့်ကရန်ကုန်သို့ယူသွားပြီးမိတူတစုံအားအမွေဆိုင်များသို့ပေးခဲ့သည်မှာပေါ်လွင်ကြောင်းတတိပြရန်တာဝင်းမှာတရလိုအပေါ်ကြရောက်၍တတိကံအဖြစ်အစိုးပါစာမှတ်စာရမ်းများကို လက်ခံပြီးမှသာထဲ့သွင်းသုံးသက်ဆုံးဖြတ်နိုင်ပြီဖြစ်ကြောင်းဒေါ်ကေတီမြင့်ထံသို့ တတိကံအဥပရေပုံမှ66အရ2016ခုနှစ်စက်တလ30ရက်နေ့ကနိုတစ်စာပို့ပြီးဖြစ်ကြောင်းဒို့ဖြစ်၍ဖြာပုံခရိုင်တရားရုံဤအမိန်ကို ပြန်လည်အတည်ပြုပေးပါရန်လျှောက်ထားတင်ပြသည်ပြည်ထောင်စုရှိနေကြုံယုံမှဒုတိယညွှန်ကြားရေးမှူးကလျှောက်ထားသူတို့ဤဦးတိုင်းလျှောက်လွားနှင့်အတူ ကိုယ်စလဲလွှဲစာမှတ်ပုံတင်စာချုပ်အမှတ်89မြင်းဆောင်60 ဓာတ်ပုံမိတူတဆောင်အပိယပိုင်းဆွလွချင်းစာချုပ်မှတ်ပုံတင်အမှတ်46မြင်းဆောင်1997ဓာတ်ပုံမိတူတဆောင်နှင့်24ရက်4လ1995 21ရက်5လ1995 22ရက်5လ1995ရက်စွဲပါသဘောတူခွဲဝေမှုမှတ်တမ်းမိတူဆက်နှံဆောင်ကိုဥဒွဲတင်ပြထားကြောင်းရာဇဝဲကျင်ထုံးဥရေပုံမှ202အရာ စုံစမ်းစစ်ဆေးရာတွင်ဒေါက်တာဦးစံဦးကအဆိုပါစာမှတ်စာရမ်းများ ရေးသား၍အမွေဆိုင်များလက်မှတ်ထိုးထားသည်ဟု ထွက်ဆိုထားကြောင်းတတိကံအဥပဒေပုံမှ6အရာတတိကံတင်ပြနိုင်သည့်အခွင့်အရေးကို ဥပဒေနှင့်အညီရရှိစေရန် လက်ခံတင်ကြောင်းမူရင်းမှာဒေါ်ဂေတီမြင့်ထံတွင်ရှိသည်ဟုလျှောက်ထားသူကတင်ပြထား၍တတိကံအဥပဒေပုံမှ66အရာနိုတစ်စာပေးပို့ပြီးမှ ဒုတိယအဆင့်သက်သေခံချက်အဖြစ်တင်သွင်းသင့်ကြောင်းဒေါဂေတီမြင့်ထံနိုတစ်စာပေးပို့ထားသည်မှာလည်းပေါ်ပေါက်နေ၍ဒုတိယအဆင့်သက်သေခံအဖြစ်လက်ခံသင့်ကြောင်းရှောက်လဲတင်ပြသည်အမှန်နှင့်ရှောက်ထားခံရသူဤရှင်းနေက ရှောက်ထားသူမှာဒေါဂေတီမြင့်ဤဒူဝရင်ဖြစ်ပြီး၎င်းတို့အကြားအနောက်ပိုင်းခရိုင်တရားရုံး၌အမွေးမှုဖြစ်ပွားနေကြောင်းထိုအမှုတွင်ဒေါ်ဂျီဂျီဤကိုယ်စားလှယ်ဦးစော်မင်းလှိုင်အား ကော်မရှင်နာဖြင့်စစ်ဆေးရာအဆိုပါစာမှတ်စာရမ်းများရှိနေသည်ဟုတစုံတရာထွက်ဆိုခြင်းမရှိကြောင်း ကိုယ်စလဲလွှဲစာအမှတ်89မြင်းဆောင်90တွင်လွှဲအပ်သူဒေါ်သိန်းခင်ကတမိဖြစ်သူဒေါ်ယီယီကိုလွှဲအပ်ရာတွင်ဒေါ်ဂေတီမြက်မှာတက်သေးတာဖြစ်ကြောင်းကိုယ်စလဲလွှဲစာအတူပြုလုပ်ကြောင်းဆွဲဆိုချက်နှင့်အမွေကိစ္စမှတ်တမ်းမှာသက်ဆိုင်ခြင်းမရှိကြောင်းအေယာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၏၂၀၁၆ခုနှစ် ရာဇဝဲပြင်ဆင်မှုအမှတ်126ခါခွေးတွင်ချမှတ်သောအမိန့်အတီးဖြစ်နေခြင်းတွင်ဒေါ်ဂေတီမြင့်ထံအကြောင်းကြားစာပေးပို့သည့်ဖြင့်ဤသည့်စာရွက်စာရန်မြဒေါ်ဂေတီမြင့်ထံတွင်မရှိပါဟုပြန်ကြားပြီးကြောင်းအဆိုပါစာရွက်စာရန်များအားဒုတိယအဆင့်တည်တည်ခံချက်အဖြစ် လက်ခံပေးရန်လျှောက်ထားပြီးပြန်လည်ရုပ်သိမ်းသည့်မှာမယိုးသားသောလုံဆောင်ချက်ဖြစ်ကြောင်းတည်တည်ခံအပ်ဥပဒေပုံမှ65ကာကြီးမှ ကာကြီးထီဖော်ပြချက်နှင့်လည်းကိုင်ညီမှုမရှိကြောင်းကိုစလဲလွဲစာ89အမြင့်ဆောင်90ဤအကြောင်းအရာများနှင့် စာချုပ်စာရန်ယုံရှိမှတ်ပုံတင်စာချုပ်တွင် ရေးသွင်းချက်ကိုင်ညီမှုရှိကြောင်းပြန်ကြားစာအားတတိကံတင်သွင်းရန်အဆင့်တွင်တစ်ဖက်မှကန့်ကွက်၍လျှောက်လဲချက်ပေးရန်ဆောင်ဆိုင်ဆဲဖြစ်၍ဆက်ဆက်သုံးသပ်ပေးပါရန်နှင့်ပြင်ဆင်မှုကိုပတ်လက်ပေးပါရန်လျှောက်လဲတင်ပြသည် အမှုမှာရန်ကုန်မြို့စံကြောင်းမြို့နယ်မြေတိုင်းရက်ကွက်အမှတ်29 B 2မြေကွက်အမှတ်80လူနေရက်ကွက်အမှတ်83ဧရိယာ3ညတသမ3.3ဧကရှိမြေကွက်နှင့်မြေပေါ်ရှိနှစ်ထပ်တိုက်အဆောက်အုံနှင့်ပတ်သက်၍ဂရန်တတန်းတူးရန်အတွက်စာချုပ်အမှတ်89မြင်းဆောင်1990ဖြင့်ဒေါ်သိန်းခင်ကဒေါ်ရီရီတို့ကိုစလေစာလွှဲအပ်ရာတွင် အဆိုပါစာချုပ်ဤ စာမျက်နှာသုံးတွင်ကျောညာစာချုပ်စွန့်လွတ်စာချုပ်စာရန်များချုပ်ရန်ဟုမမှန်မကန်ဖော်ပြပြီးအပြိုကြီးတော်ကြီးကြီးကိုတွေးဆောင်ဖျားယောင်း၍တဆိုင်သူများမျက်နှာဆုံးရှုံးစေရန်မမှန်သောစာရန်အမှတ်အသားကိုပြုလုပ်လိမ်လည်မှုကျူးလွန်ကြောင်းဖြင့်ဒေါ်ဂေတီမြင့်အားအရေးယူပေးရန်ဦးဇော်ဝင်းမွန်ကဥတိုင်းလျှောက်ထားမှုဖြစ်သည်ဥတိုင်းလျှောက်လွားနှင့်အတူ ကိုယ်စလဲလွဲစာ စာချုပ်အမှတ် 89ခွန်မြင်းဆောင်1990တပ်ပုံမိတူတဆောင်အပိယပိုင်းစုလူချင်းစာချုပ်အမှတ်46မြင်းဆောင်1991တပ်ပုံမိတူတဆောင်14ရက်4လ1995 21ရက်5လ1995 22ရက်5လ1995ရဲဆွဲပါဒေါက်တာဦးစံဦးကရေးသားတော့ဒေါ်ဂေတီမြင့်မှမြေခွဲနှင်းအိမ်သဘောတူခွဲဝေပေးရန် ။တဘောတူစာမှတ်စာရန်တပ်ပုံမိတ်တူဆက်နှက်ဆောင်ကိုတင်ပြခဲ့ကြောင်းအမှု၌တွေ့ရသည်။အချင်းဖြင့်စံချောင်းမျိုးနယ်ရှိမြင်းနှင့်နှစ်ထပ်အစာဝဲဦးအားဦးထိန်လင်းထံမှ ဥပါခင်ဒေါ်သိန်းခင်နှင့်ဦးဖိတ်တန်ဒေါ်ဂီတီမြင့်တို့ကထဝက်စီထဲဝင်ဝဲယူသည်ဖြင့်ဥပါခင်ဒေါ်သိန်းခင်ပိုင်သော တဝက်မှာ၎င်းတို့နှစ်ဦးကွယ်လွန်သောအခါအမွေပုံအဖြစ်ကြံရကြောင်းဒေါ်သိန်းခင်က ။တမီးတူဖြစ်သူဒေါ်ရီရီထံလွှဲအပ်သောကိုစလဲစာအမှတ်59မြင်းဆောင်60ကိုဒေါ်ဂေတီမြင့်ကမမှန်မကန်ပြုလုပ်၍အပြည့်အပိုင်းဆွလို့သောစာချုပ်မပုံတင်အမှတ်46မြင်းဆောင်1997ဖြင့်ဦးဖေတန်းဒေါ်ဂေတီမြင့်ကအဆိုပါမြေနှစ်အိမ်ကိုလက်ခံရယူသွားကြောင်းတရလိုဦးစော်ဝင်းမုံကဆွဆွဲတိုင်တန်းရာတွင်တရားရုံးမှတရလိုအားစစ်ဆေးစဉ် အဆိုပါတပ်ပုံမိတူများကိုတက်သေးတင်သွင်းခွင့်ရှောက်ထားလာခြင်းဖြစ်သည်ရာဇဝဲကျင်ထုံးဥပဒေပုံမှ202နှစ်အစီရင်ခံစာအရရှောက်ထားသူတင်သွင်းသော အမွေပုံစီမံခန့်ခွဲသည့်စာမှတ်စာရန်များကိုဒေါက်တာဦးစံဦးက ရေးသားသည်ဟု တွေ့ရှိရသည်1992ခုနှစ်တွင်ဒေါ်သိန်းခင်ကအချင်းပြည့်မြေနှင်းတိုက်ကို မပုံတင်အမှတ်46မြေဆောင်1997ဖြင့် ဆွန့်လွတ်၍ဒေါ်ကေတီမြင့်ကလက်ခံရယူခဲ့သည်မှာအမှန်ဖြစ်လျင်24ရက်4လ1995 21ရက်5လ1995 22ရက်5လ1995ရက်စွဲပါသဘောတူစာမှတ်စာရမ်းများ ပေါ်ပေါက်လာရန်အကြောင်းမရှိချေတို့ဖြစ်ရာဒေါ်သိန်းခင်ကဒေါ်ရီရီကိုကိုယ်စလဲလွှဲစာပေးရခြင်းနှင့် အမွေခွဲဝေယူရန်မောင်နှမသားချင်းတို့ လက်မှတ်ထိုးထားသောသဘောတူစာတမ်းတို့သည်တည်တည်ကံအဥပဒေပုံမှ6အရာ ဆက်ဆိုင်သောအကြောင်းအရာများဖြစ်သည်မှမြင်သာသည်အဆိုပါစာမှတ်စာတမ်းကိုဥဆန်ဦးတယောက်တည်းကရေးသားလက်မှတ်ထိုးသည်မဟုတ်ဘဲဒေါ်ကေတီမြင့်အပါအဝင် အမွေဆိုင်အားလုံးကသဘောတူလက်မှတ်ထိုးထားပြီးအမွေဆိုင်တဦးဖြစ်သူဒေါ်ရီရီချန်ကဲ့သို့စာရွက်စာတမ်းများဖြစ်၍ဦးဇော်ဝင်းမွန်အနေနှင့် တက်သေးထင်ရှားပြရန်တာဝန်အရတင်ပြခြင်းလည်းဖြစ်သည်တက်သေးကံဥပဒေပုံမှ65ကာကြီးအရမူရင်းစာရန်အမှတ်အသားသည် ထိုစာရန်အမှတ်အသားကိုတက်သေးထင်ရှားတင်ပြခြင်းဖြင့်အကျိုးထိခိုက်နှင်နာမည်သူ၏လက်ဝဲတွင်ရှိနေဟန်လက္ခဏာရှိသည့်အခါတွင်ဒုတိယအဆင့်တက်သေးခံချက်ကိုတင်ပြနိုင်ကြောင်းပြထန်းထားသည် ထို့သို့တင်ပြရာတွင်မူရင်းစာမှတ်စာရန်လက်ဝဲရှိသူထံ ်ရင်းဥပဒေပုံမှား66အရာလူတစာပေးရန်လိုမည်ဖြစ်တော်လဲအမှုဤသဘောတဘာဝအရာထိုစာရန်အမှန်အတားကိုတင်စီရန်မိမိအားတောင်းဆိုတော်မည်ကိုစံကျင်ဘက်အမှုတဲ့အနေဖြင့်တည်ရိုက်သောအခါတဖက်အမှုတဲ့ကလိန်လေ၍သို့မဟုတ် အနိုင်ရထပြု၍မူရင်းကိုရယူခဲ့သည့်လက္ခဏာရှိသည့်အခါလူတစာပေးရန်လိုမည်မဟုတ်တော်လဲလျှောက်ထားသူသည်ဒေါဂေတီမြင့်ထံ၂၀၁၆ခုနှစ် စက်တလ30ရက်နေ့ကအဆိုပါစာမျက်စာရမ်းများနှင့်ဆက်လင်း၍နိုတစ်စာပေးပို့ပြီးဖြစ်ကြောင်းလည်းတွေ့ရသည်။ထို့ဖြစ်၍တရားလိုတင်ပြသော24ရက်4လ1995 21ရက်5လ1995 22ရက်5လ1995ရက်စွဲပါ အမွေစီမံခန့်ခွဲမှုမှတ်တမ်းမိတ္တူများသည့်စွဲဆိုမှုနှင့်ဆက်ဆိုင်သည့်အပြင်တည်ထေကံဥပဒေပုံမှား 65ကာကြီးအရာမူရင်းများကိုတက်သေးထင်ရှားတင်ပြခြင်းဖြင့်အကျိုးထိခိုက်နှံ့နာစေမိတင်ပြခြင်းခံရသူဒေါကေတီမြင့်ဤလက်ဝဲတွင်မူရင်းများရှိဟန်လက္ခဏာရှိနေပါလျက်စာမှတ်စာရန်များမှာမူရင်းနှင့်တိုက်ဆိုင်မှုပြုခဲ့သည် မဟုတ်ခြင်းမူရင်းမရှိပါဟုစွပ်စွဲခံရသူမှအတီအလင်းညင်းဆိုခြင်းကိုအကြောင်းပြု၍မူလဖြာပုံမျိုးနယ်တရားရုံးကဒုတိယအဆင့်သက်သေခံချက်တင်ပြခွင့်ကို ညင်ပယ်ခြင်းသည်၎င်းတတိကံအဥပရေပုံမှ66အပိုက်ခွဲ1မှ6ဝတိတွင် အကျုံးမဝင်သောကြောင့်အကြောင်းကြားစာပေးမထားခြင်းကို အကြောင်းပြု၍ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်ကဒုတိယအဆင့်တတိကံချက်အဖြစ်လက်မခံခြင်းသည်၎င်းဥပရေနှင့်ညီညွတ်မြတ်တာမှန်ကန်သည်ဟုမဆိုနိုင်၍ပြင်ဆင်မှုယုံကဝင်ရောက်ဆွဖက်ရပေမည်ထို့ကြောင့်ဤပြင်ဆင်မှုကိုခွင့်ပြုသည် ရပုံမျိုးနယ်တရားရုံးနှင့်ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်က24ရက်4လ1995 21ရက်5လ1995 22ရက်5လ1995ရက်စွဲပါ အမွေပုံစီမံခန့်ခွဲမှုမှတ်တမ်းတပ်ပုံမိတူများကိုတသေးကံအဖြစ်လက်မခံကြောင်းချမှတ်သည့်အမိန့်အားပယ်ဖျက်လိုက်ပြီးအဆိုပါစာမှတ်စာရန်တပ်ပုံမိတူများအားဒုတိယအဆင့်တသေးကံအဖြစ် လက်ခံသည့်ဖြာပုံခရိုင်တရားရုံးဤအမိန့်ကို ပြန်လည်အတည်ပြုလိုက်သည်